ဒီကရဲအပတ်ကစတင်ကြဆင်းလာတဲ့ရန်ကုန်ဝထိုင်း73စီစီနှုံးတွေဟာ အခုတစ်ပတ်မှလည်းထပ်မံကြဆင်းလာပြီးနှစ်ပတ်သာအတွင်းတလီတာကို130ကျပ်ကနေ200ကျပ်အတွင်းထပ်မံကြဆင်းလာတဲ့လို့73စီတင်သွင်းတူလောင်ပြန်မြူချင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကသိရပါတယ် ပြီးခဲ့တဲ့တပတ်ကတလီတာကို55ကျပ်ကနေ60ကျပ်အတွင်းကျဆင်းခဲ့တဲ့92နဲ့95ဓာတ်စီစိနှုံတွေဟာအခုတပတ်မှာလည်းတလီတာကို55ကျပ်ကနေ80ကျပ်အတွင်းထပ်မံကျဆင်းလာပါသေး ဒီဆဲဈေးနှုန်းတွေကလည်းပြီးခဲ့တဲ့တပတ်ကတလီသားကို95ကျပ်ကနေ95ကျပ်အထိကျဆင်းခဲ့သလိုအခုတပတ်မှာလည်းတလီသားကို95ကျပ်ကနေ125ကျပ်အထိထပ်မံကျဆင်းလာတယ်လို့သိရပါတယ်။ကိုဘာရှင်းန်းဆိုင်ဈေးနှုန်းတွေကတော့ဒီကနေ့မှသစီကို63ဒရမ83ဒေါ်လာအထိရှိနေပြီးတပတ်သားတွင်2ဒေါ်လာဝန်းကျင်အထိဈေးထပ်မံမြင့်တက်လာတယ်လို့သိရပါတယ်။ ကြည်တွင်းနိုင်ငံချောင်းငွေလဲနှုတ်အနေနဲ့ဒီကနေ့မှအမေရိကန်ဒေါ်လာကို4420ကျပ်အထိရှိနေပြီးတပတ်တာအတွင်းဒေါ်လာကို20ကျပ်အထိပြန်လည်မြင့်တက်နေပါထိဗဟုဘဏ်က73စီလုပ်ငန်းရှင်တွေရဲ့အတွက်နိုင်ငံချောင်းငွေချေးတွေစက်တိုက်ထုတ်ချောင်းပေးနေတာကြောင့်ကြည်တွင်း73စီစေနှုန်းတွေကျဆင်းနေတယ်လို့ဆိုပါထိ ပြီးခဲ့တဲ့မေလ23ရက်နေ့ကလည်းမြန်မာနိုင်ငံထောဘဟုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်ကနေ73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ23.6ခွန်တန်းရောင်းချပေးမယ်လို့အတည်ပြုထားပါတယ်။ အခုတပတ်ရှင်ညုံဆေးတွေကတော့92တလီတာကို2950ကျပ်95တလီတာကို2805ကျပ်ဒီဇယ်စီတလီတာကို2320ကျပ်ပရီမီယံဒီဇယ်စီတလီတာကို2855ကျပ်အထိဈေးနှုန်းအတီးတီးရှိနေတယ်လို့သိရပါတယ်ရှင်